Bye. မင်္ဂလာပါအပတ်စဉ်တင်ဆက်ပေးနေကြရွှေဖမြဲရုပ်တံတရင်ကနေပြန်လဲကြိုဆိုပါရစေ။ဒီတစ်ပတ်တောင်းဒေတာနဲ့ရှမ်းပြည်တခွင်ကထူခြားတဲ့တရင်တွေကိုကျွန်မဆူစီတင်ဆက်ပေးသွားပါမယ်။စိတ်ကြမ်းမာရေးချွေရွင့်နဲ့နှံ့ခမ်းမြို့နယ်ကအမျိုးသမီးတူအဓမ္မပြုကျင့်ခံခဲ့ရတဲ့တရင်၊တပ်ရဲမြို့ကအမျိုးသားတူတလကျော်ကြတဲ့အထိအောင်ချုံမြို့နယ်ထဲမှာပျောက်ဆုံးနေတဲ့တရင်၊လက်လုံမိုင်းနဲ့ငါဖန်ရာကနေပောက်ကွဲမှုဖြစ်ပြီးမန်တက်ရွာကအမျိုးသားတူတေဆုံးသွားခဲ့တဲ့တရင်ပြင်တခြားတရင်တွေလည်းကြားမှာပါ။ ဆောင်ကြမဲ့တရင်ကတော့ညီနောင်မဟာမိတ်တုံးဖွဲ့ပူပေါင်းထိန်းချုပ်ထားတဲ့မူဆယ်105မိုင်မှာ PDF ချင်းချင်းစကားများရာကနေဓာတ်ထူးမှုဖြစ်ပွားခဲ့ပြီးတူဒဏ်ရာရခဲ့တယ်လို့စုံစမ်းတိရှိရပါတယ်။ ကြည့်ခဲ့တဲ့မက်စလာ15ရက်မနက်၈နာရီချိန်မှာတရငမိုင်ကုန်တွဲရေးစုံအတွင်းမှာရှိတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG လောက်ခံပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖနှစ်ဦးနဲ့ TNLA ရဲ့လမ်းညွှန်မှုနဲ့လှောက်ရှားနေတဲ့ local PDF တဦးတို့ကအလုတ်ကိစ္စစကားပြောဆိုဆွေးနွေးရာကနေဓာတ်ထုတ်မှုဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဓာတ်ထုတ်ခံခဲ့ရသူအမျိုးသားဟာအသက်20နှစ်အရွယ်ရှိတဲ့ local PDF တဦးဖြစ်ပြီးဓာတ်ထုတ်ခံရတာအပြင် ရိုင်းနှနှိပ်စက်တာကိုလည်းခံခဲ့ရတယ်လို့ဖြစ်စဉ်ကိုတရှိရသူအမျိုးသားကဆိုပါတယ်။ဒါအပြင်သူ့ရဲ့တနက် ်ဆိုင်ကယ်ဖုန်းယူနီဖောင်းနဲ့ငွေသားတချို့ကိုလည်းဓာတ်ထိုးတဲ့ဒုနဦးကယူသွားခဲ့ပါသေးတယ်။လက်ရှိမှာတော့ဓာတ်ထိုးခံခဲ့ရသူအမျိုးသားကစေကူတမှုခံယူနေရပြီးထွက်ပြေးသွားတဲ့ပါကဖတ်အဖွဲ့ဝင်တဦးကိုတော့ထင်တော်ရဲ့တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့နဲ့တပ်ဆိုင်ရာတာဝန်ရှိသူတွေကလိုက်လံရှာဖွေနေစေဖြစ်တယ်လို့တီးရပါဗျ။ ရှမ်းမြောင်နမ်ခမ်းမြို့နယ်မန်ဆက်ကျေးရွာအုပ်စုထဲမှာရှိတဲ့ကျေးရွာတရွာကစိတ်ကျန်းမာရေးချွတ်ယွင်းနေတဲ့အမျိုးသမီးတအူးကိုမန်ဆက်မှာအလုလာလုတဲ့အမျိုးသားတအူးကအထမပြုကျင့်ခဲ့တယ်လို့ဖြစ်စဉ်ကိုတရှိတူတူရဲ့ပြောပြချက်အရတရားပါတယ်။အသက်20ရွယ်လောက်သာရှိသေးတဲ့အမျိုးသမီးကိုပြီးခဲ့တဲ့ဖေဖော်ဝါရီ6ရက်မှာအဲ့ဒီအမျိုးသားကလက်ကွင်းတစ်ခုထဲခေါ်သွားပြီးအထမပြုကျင့်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတ္တမပြုကျင့်ခဲ့တဲ့အမျိုးသားဟာမန်ဆက်ကျေးရွာကကြောက်တူးဖော်တဲ့ကုမ္ပဏီတစ်ခုမှလာရောက်အလုပ်လုပ်ကင်တူတူဖြစ်တယ်လို့လည်းဆိုပါရယ်လက်ရှိအချိန်ထိအဲ့ဒီအမျိုးသားကိုဘယ်သူမှ အရေးယူပေးတာမျိုးမရှိပဲအဲ့ကြောက်ကုမ္ပဏီမှာပဲဆက်လက်အလုပ်လုပ်နေတယ်လို့ဆိုပါရယ်အလားတူပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ9ရက်ကလည်းနှပ်ဆံမြို့နယ်ထဲကကြေးရွာတစ်ခုမှာအသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တအူးကိုဦးလေးဖြစ်သူကအတမပြုကျင့်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့မှုပါတယ်။ ရှမ်းမြောင်တန့်ရံမြို့နယ်ကအမျိုးသားတူတလကျော်ကြားတဲ့အထိနောင်ချိုမြို့နယ်ထဲမှာပျောက်ဆုံးနေတယ်လို့မိသားစုဝင်တွေရဲ့ပြောပြချက်အရာတီးရပါဗျာ။ ဲ့ဒီအမျိုးသားဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလရက်ကတည်းကမန်လေးတိုင်းနထိုးကြီးမြို့နယ်ကိုတွားဖို့တန်ရန်ကနေထွက်သွားခဲ့ပြီးတော့နောင်ချုံမြို့အနီးတစ်ဝိုက်မှာပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။နောင်ချုံမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တအားတက်တို့အကြားတိုက်ပွဲဖြစ်ပွားနေပြီးစစ်စေးရေးတွေလည်းတင်းကျပ်နေတာကြောင့်အဆက်အသွယ်ပြတ်တောက်နေတဲ့မောင်ညင်ညင်အောင်အတွက်မိသားစုဝင်တွေကစိတ်ပူနေကြပြီးတွေ့ရှိခဲ့ပါကဆက်တွေအကြောင်းကြားလာပေးဖို့မိသားစုဝင်တွေကတောင်းဆိုထားကြပါတယ်။ နောင်ချုံမြို့နယ်ပြင်ဦးလွင်မြို့ကြားမှာလူပြောက်တာတွေမကြာခဏဖြစ်ပွားနေပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီ14ရက်မှာကာတမနှဦးနဲ့မတ်လ6ရက်မှာအမျိုးသားတဦးတို့လည်းလက်ရှိအချိန်ထိအဆက်အသွယ်ပြတ်တောက်ပြီးပျောက်ဆုံးနေပါတယ်။ရှမ်းမြောက်ထင်တွေထိန်းချုပ်ထားတဲ့နမ်ခမ်းမြို့နယ်ရွှေလီမြစ်ထဲမှာလက်လုံမိုင်းနဲ့ငါးဖန်းချင်းပောက်ကွဲမှုဖြစ်လို့မန်တက်ရွာကအမျိုးသားတအူးတေဆုံးသွားခဲ့တယ်လို့တရားပါတယ်။ ပြီးခဲ့တဲ့မတ်လ16ရက်နေ့လယ်နာရီမှာပောက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးအဲ့ဒီပောက်ကွဲမှုကြောင့်ပဲအသက်30အရွယ်ဦးမင်းစော်ရဲ့ညာဘက်လက်တစ်ဖက်ပြတ်သွားခဲ့တဲ့အပြင်မျက်နာနဲ့ရင်ဘတ်တွေမှာလည်းဒဏ်ရာရခဲ့တာကြောင့်ည7နာရီဝန်းကျင်မှာတေဆုံးသွားခဲ့ပါတယ်အလားတူဖြစ်စဉ်မျိုးကုခံမျိုးနယ်မှာပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီလမှာလဲဟိုနောင်အုပ်စုဟိုဆိုင်နမ်ဆိုင်ကျေးရွာမှာလက်လုံမိုင်းပောက်ကွဲမှုကြောင့်ကလင်းနှုတ်ဦးတည်ဆုံးခဲ့ပြီးနှုတ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စ်ကောင်စီတပ်ထင်းချုပ်ထားတဲ့ရှမ်းမြောက်မူဆယ်မြို့မှာပြည်သူစစ်အချင်းချင်းကြားကားခိုးမှုဖြစ်ပွားပြီးကားခိုးတဲ့ပြည်သူစစ်နှစ်ဦးကိုစစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်သူစစ်တချို့ကဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့မူဆယ်မြို့ခံအမျိုးသားတဦးရဲ့ပြောပြချက်အရတရားပါတယ်ဒီကရမတ်လ19ရက်ကမင်္ဂလာမူဆယ်အနီးမှာဖန်စီရိုက်နှက်ခံခဲ့ရတဲ့ပြည်သူစစ်နှစ်ဦးကပြည်သူစစ်အဖွဲ့အရာရှိတဦးရဲ့ဖုန်းနဲ့ကားကိုခိုးယူသွားတာဖြစ်တယ်လို့ဆိုပါရယ် ကားခိုးတဲ့ပြည်သူစစ်တပ်ဖွဲ့အုပ်ဟာမူဆယ်မြို့ထဲမှာလှုပ်ရှားနေတဲ့ဗဲပြည်သူစစ်တပ်ဖွဲ့အောက်ကတပ်သားတွေဆိုတာတော့မသိရသေးကြောင်းနောက်ထပ်ဒေသခံတအူးကပြောပါတယ်။တစ်တုံညာနစ်ခွန်စစ်စင်ရေးနောက်ပိုင်းမှာပြည်သူစစ်တပ်ဖွဲ့အများစုကမူဆယ်မြို့ထဲကိုပြောင်းရွှေ့လာကြပြီးလက်ရှိမူဆယ်မြို့မှာစစ်ကောင်စီလက်အောက်ခံပြည်သူစစ်အဖွဲ့ပေါင်း30ဝန်းကျင်ရှိနေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ပြည်သူစစ်တပ်ဖွဲ့အများပြားရှိနေတဲ့မူဆယ်မြို့မှာတရားဥပဒေစိုးမိုးရေးအားနည်းသလိုအခုလိုပြည်သူစစ်အချင်းချင်းပြစ်ခတ်တပ်ဖြတ်တာတွေလည်းမကြာခဏဖြစ်ပွားနေပါတယ်။ဒီတစ်ပတ်သတင်းကတော့ဒီလောက်ပါပဲရှင်။ရွှေဖီမီရဲ့အပတ်စဉ်သတင်းကိုကြည့်ရှုနားဆင်ပေးခဲ့တဲ့ပရိသတ်တွေအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်။